ဆိုတော့ဒီမှာတိဆက်သွားမှာကတော့ big grade ရပိုင်းကဘရရှိလာခဲ့တဲ့ squid game season 3ရဲ့အပိုင်း၄ကိုရောက်ပါပြီ1 2 3မကြည့်ရသေးရင်တစ်ခေါက်ပြန်ရှာပြီးတော့တွတ်ကြည့်လိုက်ပေါ့ season 1တွေ2တွေပါမကြည့်ရသေးရင်တော့တွတ်ကြည့် whole way ရနေအဲ့တော့အခုကဒီနေ့အပိုင်း၄ကိုရောက်ပြီဆိုတော့ပြီးခဲ့တဲ့နောက်ဆုံးအပိုင်း၃မှာကတော့ကျိုးခုံတဲ့ game ကိုကစားနေပြီးတော့သူတို့တွေအကုန်လုံးတန်းလန်းနဲ့တွဲလောင်းတိုးလို့တွေဖြစ်ကုန်ကြပါပြီအဲ့ချိန်မှာဘာလို့ဆက်ဖြစ်အောင်လဲဆိုတာကြည့်ရမှာပါကစားပွဲဘလို့အဆုံးတက်မလဲဆိုတော့ရင်ခုံမှုကောင်းနေတာဖြစ်ပါတယ်ခင်ဗျာ ဆိုတော့ let's go ကျွန်တော်ဒီနေ့တူတူကြည့်လိုက်ရအောင်ပါ season 3ရဲ့အပိုင်း၄ဖြစ်ပါတယ်ခင်ဗျာဒီပိုင်းတော့နံပါတ်66ကသူ့နောက်ကနေလိုက်ပြီးတော့ခုံတက်လာလူတွန်းချလိုက်တဲ့အခန်းကနေပြန်လဲပြီးတော့စတင်ထားပါတယ်ကီယုံကအမအန်အောပြီးတော့ကြောင်သွားခံပြီးဘာလို့ဒါလဲကွာလို့မေးလိုက်တော့နံပါတ်66ကဘာလို့အမလဲဂိမ်းဆော့နေရလေးလို့ပြန်ဖြေလိုက်ပြီးမစင်းသားကြီးလိုက်လीခူအစားကြီးဘသူမှဖြတ်လာလို့မရအောင်လှုပ်လိုက်ငါတို့နှစ်ယောက်ပဲကြံတော့မှာ ဒါဆိုနောင်မဲပေးတဲ့အချိန်ကျရင်ကစားဝဲရဖို့အမြောက်ကိုနှိပ်လိုက်ပြီးတော့ငါတို့ညောင်လုံးစုချင်းငွေခွဲယူပြီးတရားထွက်သွားလို့ရပြီလေတရားကို22.8ဘီလီယံစီရပြီလို့ပြောလိုက်ပါတယ်ပြီးတော့နောက်ထပ်တက်လာတဲ့တရားကိုလည်းထပ်တွန်းချပစ်လိုက်ပြီးတပစ်လိုက်ပါတော့တယ်ပြီးတော့နံပါတ်96ကကျန်တဲ့ကစားမားတွေကိုခူကားဆိုင်ဘသူမှထပ်ပြလာလို့မရတော့ဘူးကွာဂိမ်းကပြီးသွားပြီးစောင်းယူရရလို့អော်ပြောလိုက်ပါတော့တယ်နံပါတ်96ကမင်းတို့တည်ရင်ထပ်လာခဲ့လीလာစမ်းပါကွာလို့អော်ပြောရင်းနဲ့တွန်းချဖို့အစီအစဉ်ပြင်နေခဲ့ပြီးတော့ ။တရားပေါ်ကလူတွေကလည်းကြိုးကိုခုံနေနဲ့အချိန်ကြာလာတဲ့အထိရှေ့ဆက်မတိုးရဲကြတော့ပါဘူး။အဲဒီမှာအကုန်လုံးခုံလဲခုံတစ်လစ်နဲ့တန်းလန်းအကုန်ရက်နေကြပါလေ။အဲဒီမှာထမ်းမခုံနိုင်တော့တဲ့လူတွေကကြိုးနဲ့ရိုက်ခံပြီးတော့အောက်တွေပြုတ်ကြကုန်ပါပြီ။နမက်ရာပြေးဘိုးတော်ကြီးကတော့သူ့လှဲကြတော့တေးမာကြောက်ပြီးငါ့ကိုပဲလာခွင့်ပေးပါကွာ။ငါအစုချင်းငွေတွေကလည်းငါတော်ဝယ်ပေးမယ်။အဲကောင်ကြီးတားဘူးလေငါကူပေးမယ်လေလို့နံပါတ်96ကိုပြောလိုက်ပါလေ။နောက်ကလူတွေကတော့ခွေးမသာအဖိုးကြီးခမောင်းကိုတပ်ပြစ်မယ်လို့ဂျိန်းနေခဲ့ပါတော့လေ။ အိုင်မာနေနောက်ဆုံးနာမှာရှိနေတဲ့နံပါတ်349အမျိုးသမီးကအနောက်ကိုပြန်လှည့်လိုက်ပြီးတော့သူနောက်ကနံပါတ်300ကိုလည်းနောက်ပြန်လှည့်တောင်းပြန်လှည့်လို့ပြောလိုက်ပါတယ်မဟုတ်ရင်ဒီမှာတေသွားနေမယ်မမပြန်လှည့်လို့ပြောပေမဲ့300ကကျွန်တော်မလဲရဲဘူးလို့ပြောနေခဲ့တာပါနံပါတ်300ကိုလည်းနောက်ပြန်လှည့်လိုက်တဲ့အချိန်မှာကျွန်တော်လိန်သွားပြီးတော့အောက်ပြုတ်ကြပြီသူလည်းရှောသွားပါတော့တယ်နံပါတ်349ကတော့ကြောက်ကြောက်လန့်လန့်နေပဲအနောက်ကိုပြောင်းပြန်ပြန်သွားပြီးတော့တစ်ဖက်ကိုပြန်ရောက်သွားပေမဲ့ဒီဘက်ထိတ်ကိုရောက်တော့နံပါတ်203က အစီအပြေလားလို့မေးလိုက်ပြီးနံပါတ်349ရဲ့ရင်ဘတ်ကိုခြေထောက်နဲ့ကန်ကကြောက်သေးကူကန်ချပစ်လိုက်ပါတော့တယ်။ကစားသမားတွေအကုန်လုံးလည်းလှမ်းပြန်သွားကြပြီးတော့နံပါတ်203ကတော့ဘာကြည့်တော့လဲခွေးသားတွေတမင်းတို့တော့လည်းကောင်းတာမဟုတ်လားလို့မေးလိုက်ပါတယ်။မင်းစုလည်းကြောက်လန့်နေဖြစ်တဲ့အတွက်ဒီတိုင်းမနေနိုင်တော့ပဲသားတို့ရဲ့နောက်ဆုံးကြံတဲ့စီးတလုံးကိုချလိုက်ပါတော့တယ်။အောက်ကကြောက်ထဲမှာတော့သွေးအိုင်ထဲမှာအလောင်းတွေကတန်းစီလို့နေခဲ့ပါပြီ။နံပါတ်ရာပြေဖိုးကြီးကလည်းအတချမ်းသာပြီးပါငါဆက်မခုန်နိုင်တော့လို့တောင်းပန်လိုက်တော့နံပါတ်96က အဲ့ဒါဆိုလေဒီတိုင်းပဲအသေးခံလိုက်ပေါ့ဘိုးကြီးရဲ့လို့ဂျေနန်နေတဲ့မျက်နှာကြီးနဲ့ပြောလိုက်ပါလေအိုင်မန်ကဂီဟုံးကလည်းမနေနိုင်တော့ပဲဟိုမေးအဲ့ရနေဘေးပဲလို့ပြောလိုက်တော့နံပါတ်66ကဒီပဲကွာမေးအုံတော့မရှိဘူးလားမင်းနဲ့ကလည်းဒီဘက်ဆန်နေအကုန်ရမာလေးလို့ပြောလိုက်တော့ဂီဟုံးကငါမေးကိုနောက်ကနေတွန်းချလိုက်မင်းနဲ့စူကြီးခွဲယူစရာမလိုတော့ဘူးလေလို့ပြောလိုက်ပါတော့တယ်အားနဲ့နံပါတ်66လည်းအဲ့ဒါကိုစဉ်းစားမိကဘေးဖယ်ပေးလိုက်ပြီးဂီဟုံးကတရားပေါ်လူတွေကိုဒီဘက်အမြန်လာဆိုပြီးတော့ခေါ်နေခဲ့ပါလေအဲ့ချိန်မှာဂျုံကြီးကတော့သူ့ဟာသူခုံနိုင်မလားဆိုပြီးတော့ ခြေတစ်ပတ်ထောက်ကခြေတမောင်ကျိုးဆန်းကုန်ကြည့်နေပေမဲ့သူခြေထောက်ကဘလို့မှအခြေအနေမကောင်းတဲ့အတွက်လမ်းအောင်မနှဲရှောက်နေရတာဆိုတော့ဘလို့မှခုံမှုကမဖြစ်နိုင်ပါဘူး။ဂီယွန်နဲ့အချိန်ကိုလမ်းကြည့်လိုက်တော့အချိန်က5မိနစ်ကျော်လောက်ပဲကြာပါတော့တယ်။ဂျွိုင်းကခုံမှမှာပဲပြန်ထိုင်နေပြီးတော့မြောင်ကြီးကဂျွိုင်းစီကိုလာပြီးတော့တွားရောင်းပါဒီမှာနေနေနောက်ကျသွားလိုက်မယ်လို့လက်ဆွဲပြီးတော့လာခေါ်ပါတယ်။ဂျွိုင်းကသူ့လက်ကိုပုတ်ချလိုက်တော့မြောင်ကြီးကဒါဆိုဘလို့နှုတ်ပါလဲနေဒီတိုင်းအသေးခံမလို့လားလို့မေးလိုက်တာပါ။မြောင်ကြီးကမင်းကဒေါသအရန်ထွက်နေတာငါသိတယ်လို့ပြောလိုက်တော့ဂျုံကြီးက ဘာလို့အဲ့လိုနေလောက်ခဲ့ရလဲပတ်ဆံကြောင်းလားအဲ့လူကငါနဲ့ကလေးကိုကယ်ပေးခဲ့တဲ့လူပဲဒါမဲ့နေသူ့ကိုတတ်ပစ်ခဲ့ငါပေးခဲ့တဲ့ဓာတ်နဲ့သူ့ကိုတတ်လိုက်တာလို့ပြောလိုက်ပါတယ်မြောင်ကီကငါမသိဘူးလေဟာအဲ့ဒီမိန်းမလေးနေနဲ့အတူရှိနေငါလုံးဝမသိခဲ့ဘူးငါနေကိုလိုက်ရှာနေတာငါကြောက်တဲ့ကောင်းကောင်းနေရဖို့ငါလောက်ခဲ့တာမဟုတ်နေနဲ့ကလေးနဲ့အတူတူငါဒီရရင်ထွက်သွားဖို့လုံနေတာအဲ့တော့ငါတို့အတူသွားရအောင်ဟာငါကူညီပေးမယ်လို့ပြောလိုက်ပါတယ်အဲ့တော့မှဂျိုးအင်းကသူ့ခြေထောက်ခြေနေကိုပြလိုက်တော့မြောင်ကီလည်းခုမှသိပြီးတော့အန်အော်သွားပါတော့တယ်ဂျိုးအင်းက ဘာလဲနင်ကောဂုံပုတ်ပြီးတော့သွားမလို့လားအဲ့လိုလုံနိုင်လူလားလို့မေးလိုက်တော့ညောင်ခီလည်းအတန်တိတ်သွားပါတော့တယ်ဂျုံကြီးကအဲ့ကလေးကငါကလေးပဲနင်လိုအမိုက်ကောင်နဲ့ဘာမှမပတ်သက်ဘူးအဲ့ဒါကြောင့်အိမ်မထဲမှာတော့ငါနဲ့ငါကလေးရှိပေါ်မလာနဲ့လို့ပြောလိုက်ပါတော့တယ်ညောင်ခီလည်းဘာမှပြောတော့ပဲဂျုံကြီးကိုထားခဲ့ပြီးတော့တယောက်တည်းပဲပြန်ထွက်လာလိုက်ပါတယ်ဂီယုံကတော့ဂျုံကြီးကိုပြန်သွားခေါ်ဖို့အတွက်အချိန်မမီတော့မှစိုးရိမ်နေပြီးတော့တရားပေါ်ကလူတွေကိုအမြန်လာဖို့ပြောနေခဲ့တာပါအဲ့ချိန်မှာပဲနံပါတ်96ကဂီယုံကိုပြေးတွန်းလိုက်ပြီးထိုးပါတော့တယ် ကိုသချောက်ကဂင်းဝက်လဲပြီးညှစ်ထားပြီးတော့စောက်ယူကောင်ဒီမာဒီမပီးလိုက်နိုင်ဘူးဘာဒီလုံးနေလဲမသိဘူးလို့ပြောကဒေါသထွက်နေတာပါတရားဘွားလူတွေလည်းနောက်တစ်ခါရှေးဆသွားလို့မရဖြစ်နေပြီးတော့မခုံနိုင်တော့တဲ့လူတွေကလည်းပြုတ်ကြကုန်ကြပြန်ပါပြီအိုင်မာရင်ဂင်းဝက်ကနံပါတ်66ရဲ့မျက်လုံးတစ်ဖက်ကိုလက်မနဲ့ထိုးပေါက်ပစ်လိုက်ပါတော့တယ်အိုင်မာရင်နံပါတ်66လည်းတန်ချောင်းကြီးနဲ့ရိုက်မိပြီးတော့ကြောက်ထဲကိုပြုတ်ကြအဆုံးသတ်သွားရပါတော့တယ်အဲနောက်တော့ဂျန်နက်ဇာမာရီတော်တော်များများတစ်ဖက်ကန်းကိုရောက်လာကြပြီဖြစ်ပြီးတရားဘွားမှာမင်းစုရဲ့နောက်တစ်ယောက်ရဲ့သူတို့နောက်မှာမြောင်ကြီးရဲ့ပဲရှိနေပါတော့တယ် ကစားပွဲပြီးပွားတဲ့အချိန်က3မိနစ်ကျော်ပဲကြာတော့တာပါဈေးကွက်နဲ့မင်းစုကဖနာကြီးလက်ကကင်ပြီးတော့ဂျိုးခုံနေပြီးတရားလေကလမ်းပြတ်နေနေရာကိုခုံမကျော်ရဲဥဖြစ်နေခဲ့ပါလိမ့်မင်းစုကသူ့ရှေ့ကဂျောစုရုပ်ကိုကြည့်ပြီးတော့နားထဲမှာလဲနန်း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 အဲ့လိုတချင်းတန်တွေကြားနေတဲ့အတွက်နည်းနည်းအကြောက်ပြီးသွားပုံပါပဲတပတ်ကန်းကဂီယုံကလည်းသူတို့ကိုအမြန်လာဖို့အတွက်ပြောနေတာကိုမြင်လိုက်ရတော့မင်းစုလည်းခုံကျော်လိုက်ပြီးတော့အောင်မြင်ပဲတပတ်ကန်းကိုယောက်သွားခဲ့ပါတော့တယ် မြောင်ကြီးကလည်းဂျုံကြီးကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့နောက်ဆုံးတော့တရားဘော်ကိုပြေးတက်လိုက်ပါပြီဂျုံကြီးကထိုင်ကုန်မှာရုပ်ကျိုးပြထိုင်နေရကနေထလာတော့ဂီယွန်းကဂျုံကြီးအမပဲစောင့်နေငါချက်ချင်းလာခဲ့မယ်လို့လှမ်းပြောလိုက်ပါတယ်ပြီးတော့တရားဘော်ကကျန်တဲ့နှောင်းမြန်မြန်လာဖို့လှမ်းပြောပြီးမယ်မြောင်ကြီးရဲ့ရှေ့ကနံပါတ်306ကလည်းလမ်းပြတဲ့နေရာကိုခုံမကူးရဲဦးဖြစ်နေခဲ့ပါတယ်ခဏလေးတော့နံပါတ်306လေးစိတ်တင်းပြီးတော့မှခုံကူးလိုက်ပြီးမယ်ဟိုဘက်ကမရောက်သွားပဲပြုတ်ကြတော့မလို့တန်းလိုင်းဖြစ်နေပါပြီ306ကပြုတ်ကြကန်ဒီတရားကိုလက်နဲ့ကင်ထားပြီးတော့ ကယ်ပေးပါဦးကယ်ပေးကြပါဦးလို့ငိုယိုတောင်းပန်နေပြီမဲ့ညောင်ကြီးကတော့သူ့ကိုကြော်ပြီးတော့ပဲတဖက်ကန်းကိုရောက်သွားခဲ့ပါတော့လေဒါရောမှမလူရှင်းသွားတဲ့ချိန်မှာအချိန်ကတမနစ်ကျော်ပဲကြံတော့တာပါဟိုဘက်ကန်းမှာဂျုံကြီးတောက်ပဲရှိနေပါတော့လေဂျုံကဂျုံကြီးအမနဲ့အခုပဲလာခဲ့မယ်ဆိုပြီးတော့ဒါဘောပြန်တက်ဖို့လုပ်ပေးမယ်ဂျုံကြီးကဥလေးကြီးမလာပါနဲ့လို့လမ်းပြီးတော့អော်ပြောလိုက်ပါတယ်ဂျုံလည်းဂျုံကြီးဘာလို့တော့မလဲဆိုတော့ရိတ်မိသွားတဲ့အတွက်ဂျုံကြီးမလုံးနဲ့ငါလာခဲ့မယ်လက်စော်လိုက်မဖြစ်ဘူးငါလာမယ်လို့လမ်းអော်ပြောနေတာပါဟိုဘက်ကန်းနဲ့ဒီဘက်ကန်းတယောက်နဲ့တယောက်អော်ပြောနေကြပြီးတော့ဂျုံကြီးက မလာခဲ့ပါနဲ့ဦးလေးကြီးမလာခဲ့ပါနဲ့ဦးလေးတို့ခုဖြစ်သွားရင်ကလေးလည်းတေသွားလိမ့်မယ်ကလေးကိုသာတေတာပေါ့ကာကွယ်ပေးပါလို့ဦးလေးကိုကျမပြောခဲ့လေကျမကခုကလေးကိုကာကွယ်နေတာပါဦးလေးဒီဘက်ကိုမလာနဲ့ဆိုတော့ကျမကလေးကိုကာကွယ်နေတာအဲ့ဒါကိုပဲကူညီပေးပါလို့ပြောလိုက်တော့ဂီဟွန်းလည်းဘလို့မှမတတ်နိုင်တော့ပါဘူးခဏနေတော့ဂျုံကြီးကသူ့အတူပဲကြောက်အစုံနားကနေခြေထောက်လေးကိုရှိတ်ရွှေ့ကာကြောက်ထဲခုံချပြီးတော့သူ့ကိုယ်သူတတ်တည်ပြစ်လိုက်ပါတော့တယ်ဂီဟွန်းကလည်းမျက်ရည်တွေဝဲပြီးတော့ဂျုံကြီးကိုသူမကယ်လိုက်နိုင်တာကိုကြိတ်မနိုင်ခဲမြဖြစ်နေပြီး ညောင်ကြီးကလည်းခုမှငိုနေခဲ့တာပါအင်ဂျင်နဲ့ထုတ်ထားတဲ့ကလေးပေါက်စားလေးကတော့သူ့အမေဖြစ်သူရဲ့ကံကြမ္မာကိုဘယ်လိုလုပ်သိနိုင်ပါလဲဦးမလဲနော်တဖက်မှာတော့နိုးနဲ့ကောင်းစောတို့ကအစီအစဉ်တိုင်းပဲဂျုံးအပြင်ဘက်ကိုထွက်ဖို့အတွက်လုံနေကြပါပြီလေးတောင်မြန်နှဖုံးနဲ့တပ်သားတယောက်ကသူတို့ရဲ့မြန်နှဖုံးတွေကိုစကန်ဖတ်ကြည့်ပြီးတော့အပြင်စီးမှာတာဝန်ကျတဲ့လူတွေဖြစ်တဲ့အတွက်ထွက်ခွင့်ပေးနေလိုက်ပါတယ်တပ်မှုကတော့သူတို့ကိုတောက်လျှောက်စောင့်ကြည့်နေခဲ့ပြီးနိုးတို့ကိုဒီတိုင်းလွယ်လွယ်နဲ့တော့လွတ်ပေးမဲ့ပုံမပေါ်ပါဘူးနိုးတို့အပြင်ထွက်တာနဲ့တပ်မှုက နှုတ်တို့နောက်ကိုလိုက်မဲ့အဖွဲအသိမ်းပြင်ထားဖို့သူ့လူတွေကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်။နှုတ်တို့နောက်ကတော့အောင်မြင်တယ်ပဲပြင်ကိုထွက်လာနိုင်ခဲ့ပြီးလေရှိတဲ့နေရာစီကိုခီးဆက်ပြီးတော့လာခဲ့ကြပါတယ်။ဂျိုးကုံကင်းကနေတစ်ဖက်မှာအသက်ရှင်ကျန်ခဲ့တဲ့ဇာမားတွေကတော့သူတို့အခန်းကိုပြန်လာနေခဲ့ကြပါပြီ။ဂျန်နေဇာမားတွေကတိတ်မရှိတော့တဲ့အတွက်အခန်းထဲမှာအရင်လိုမျိုးဂရင်းတွေအဆင့်ဆင့်အများကြီးမဟုတ်တော့ပဲတယောက်ဂရင်းလေးတွေနည်းနည်းပဲထားထားပေးတာကိုလည်းမြင်လိုက်ရပါတယ်။တစ်ဖက်မှာ VIP တွေကတော့ဇာမားတွေကိုကြည့်နေပြီး VIP တယောက်ကကလေးကိုဂိမ်းထဲထည့်လိုက်တာအကြံကောင်းပဲ။ ကြည်ရတာပို့ပြီးတော့စိတ်လှရှားစရာကောင်းသွားတယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ယောက်ကတော့အခုဒီကလေးကိုဘယ်လိုလုပ်ကြမလဲလို့မေးလိုက်တော့ VIP နောက်တစ်ယောက်ကအခုမေးဖြစ်သူအထုတ်ခံလိုက်ပြီဆိုတော့အဲ့ကလေးကိုလည်းထုတ်ပြရမှာပေါ့လို့ပြောလိုက်ပါတယ်။ KO ကြီးနဲ့ VIP ကတော့သဘောမတူပဲအဲ့ကလေးကတရားကိုဖြတ်သွားငါတို့ကုံတွေ့တာပဲလေ။စီးမင်းရဆိုရင်ဂိမ်းအွန်လိုင်းတဲ့သူကိုထုတ်ပေးမယ်ဆိုဘယ်လိုလုပ်မျှတာမလဲလို့ပြောလိုက်တာပါ။အဲ့လိုနဲ့ VIP တွေကကလေးကိုဘယ်လိုလုပ်သင့်လဲဆိုတာငင်းခုန်ပြောဆိုနေကြပြီးတော့တယောက်ကဒီကလေးကတီးကြပါဝင်သူမဟုတ်ဘဲနဲ့ ကစားသမား220ကိုမိခုန်ရဲ့လူလီအဲ့တော့နှစ်နှစ်နှစ်ထုတ်ပဲခံပြီဆိုလို့ရှိရင်ကလေးလဲတီတာပေါက်ထုတ်ခံမှာပေါ့လို့ပြောပါတယ်နောက်တစ်ယောက်ကတော့ဒါဆိုရင်ပြီးခဲ့တဲ့ဂိမ်းမှာကလေးကိုသူ့အမိနဲ့သူစော်ခိုင်းနေတာပေါ့ခုကလေးကသူ့အမိနဲ့တီးတန်ခွဲပြီးတော့ပန်းဝင်ခဲ့တာသူအောင်ခဲ့တယ်လေးလို့ပြောလိုက်ပါတယ်အဲ့လိုနေငင်းခုန်နေကြရင်လည်းဆုံးဖြတ်လို့မရတော့ host ကိုပဲဆုံးဖြတ်ခိုင်းတာပေါ့ဆိုပြီးတော့ခေါင်းဆောင်ကိုဘယ်လိုလုပ်တင်လဲဆိုပြီးတော့အားလုံးကမေးလိုက်ကြပါတယ်အားနဲ့ခေါင်းဆောင်ကနောက်ထပ်ဂိမ်းကြလို့ရှိရင်ကလေးကိုကစားမ220နေနဲ့စော်ခိုင်းနိုင်မယ်လို့ပြောလိုက်ပြီး ခဏနေနောက်ထပ်ဂိမ်းစောမစောဆက်ပြီးတော့ဆုံးဖြတ်မှာပါအဲ့ကလေးကအမေဖြစ်သူနေရာမှာပါလာမယ်ဆိုရင်မဲပေးတော့နောက်လာမယ်ဂိမ်းရောပို့ပြီးတော့စိတ်ဝင်စားစရာကောင်းသွားပါလိမ့်မယ်လို့ဂရီပေးပါတယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်အနာနဲ့ VIP တွေလည်းကောင်းဆောင်တည်ကြတယ်ဆိုရင်ဒီလိုပဲလုပ်ကြတာပေါ့ဆိုပြီးတော့အားလုံးကသဘောတူလိုက်ကြပါတယ်ကစားသမားနှစ်နှစ်နှစ်ကတော့သူကလေးကြောင့်တေရွာကနေပြန်ရှင်လာပဲလို့ VIP တယောက်ကပြောလိုက် ပြီးနေရာ၂၂ကိုလောင်းထားတဲ့ဆန်ရှီကတော့မိုက်ချပဲဟေးကစားမနှစ်နှစ်နှစ်ကအနိုင်ယူလို့မရတဲ့လူပဲလို့ အော်ပြောလိုက်ပါသေးတယ်။ဓမ္မမတော်ဇာမနံပါတ်336က353စီကိုစကားသွားပြောပြီးအခုဇာမ6ရောက်ပဲကြံတော့တာလေ။ဒါဆိုရင်စူကြီးကဘယ်လောက်လဲခမားတွတ်တက်လားလို့သွားမေးလိုက်ပါလေ။အဲ့ဒါနဲ့353က44.8ဘီလီယံရှင်းနဲ့စားလိုက်တယောက်ကို9.6ဘီလီယံရမယ်လို့ပြောလိုက်ပါလေ။အဲ့ဒါနဲ့336ကဝမ်းတာပြီးတော့ကျွန်တော်ဒီလောက်ပတ်စံဆိုရင်ရပြီဗျ။ခမားကဘယ်လိုလဲလို့မေးလိုက်တော့353ကကျွန်တော်လည်းအဲ့လောက်ဆိုရင်ရပါပြီလို့ပြန်ပြောလိုက်ပြီး ဟို10ဘီလီယံအကျွေးတင်နေတဲ့နံပါတ်100အဖိုးကြီးကလွင်ကျန်တဲ့လူတွေက9.6ဘီလီယံလောက်ဆိုရင်အကျွေးဆက်ပြီးတော့ပူတောင်ပူအောင်လို့ပြောပြလိုက်ပါတယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်သားဒီတစ်ခါမဲပေးရင်ဂိမ်းဆက်မစော့ကြတော့ဘူးကိုပဲမဲပေးဖို့တော့သဘောတူလိုက်ကြပါတယ်။အဲ့ချိန်မှာပဲမျက်နှာဖုံးဆိုပန်းအောင်ကောင်းတွေဝင်လာကြပြီးတော့ငါးချိန်မြောက်ဂိမ်းနိုင်ခဲ့တဲ့ကစားမတွေကိုစေရင်နဲ့ဂုံပြူပါတယ်။ဒါဆိုရင်ငါးချိန်မြောက်ဂိမ်းဆော့ထားတဲ့ရလတ်ကိုကျင်ညာပါတော့မယ်။ဆိုပြီးတော့ငါးချိန်မြောက်ဂိမ်းမှာကစားမ16ယောက်အထုတ်ခံခဲ့ရပြီးကျန်တဲ့ကစားမက9ယောက်ရှိတယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့လက်ရှိချိန်ထိစုငွေ44.9ဘီလီယံပါလူတယောက်ကို4.96ဘီလီယံစီရမှာပါလို့ရှင်းပြပြီးတော့ပြောလိုက်ပါတယ်အဲ့မှာနေခန်းထဲကလူတွေကကြောင်သွားပြီးတော့ဘောင်းစားမ9ယောက်လေဟာရှေ့ရောက်ပဲရှိတော့တာလေးလို့ပြောလိုက်တော့မြန်နှဖုံးစုတ်ကကြံတဲ့ကစားမတွေရဲ့နံပါတ်တွေကိုတစ်ခုချင်းရုတ်ပြလိုက်ပြီးအဲ့ထဲမှာကစားမနံပါတ်222ကလည်းပါဝင်နေတာပါအားနဲ့နံပါတ်ရာပြေအဖိုးကြီးကထားလာပြီးတော့ဟေ့ကောနံပါတ်222ကောင်ပါလေးကခုနာလေးနေတေသွားတာလေးငါတို့အကုန်လုံးမြင်လိုက်တယ်လို့ပြောလိုက်တော့မြန်နှဖုံးစုတ်က ကလေးကိုလက်ညှိုးထိုးပြလိုက်ပြီးကစားသမားနံပါတ်222ကဟိုမှာရှိနေပါလေလို့ပြပြီးတော့ပြောလိုက်ပါလေအိုင်မာရင်ကြံတဲ့လူတွေလည်းဒေါသထွက်သွားပြီးတော့ဝီကင်းသားကလေးကကစားမဟုတ်လားဒါဆိုရင်အဲ့ကလေးကတေသွားတဲ့မိရဲ့ပတ်စံလေးကိုယာသွားမှာပေါ့လို့ပြောလိုက်ပါလေပြီးတော့ဘာလဲကကုနာမိမတေသွားပြီလေသူတေသွားရင်သူ့စုကြီးကငါတို့ကပဲလေဒီကလေးကဘာလို့ခဲ့လို့အဲ့ပတ်စံကိုယူရမှာလဲငါတို့ကတေလောင်းရုံးကန်ဂိမ်းကြီးကစားပြီးတော့တလောင်းပတ်စံရအောင်လှုပ်ထားတာဒါတရားများတာမှုမရှိဘူးဆိုပြီးတော့တောင်းကျမ်းနေပါတော့တယ်နမက်ရာပြေးဘိုးတော်က ်အမေကသေပြီဆိုတော့ဒီကလေးကိုလည်းထုတ်ပယ်ပြရမှာပဲကလေးပါထုတ်ပြအဲကလေးကိုတတ်ပြရမယ်ဆိုပြီးတော့ကလေးကိုတတ်ဖို့အတွက်ဂီယွန်စီကိုပြေးလာခဲ့ကြပါတော့တယ်အနားရောက်တော့မင်းမမသေးခြင်းကလေးကိုပေးလိုက်လို့ချင်းချောက်ကတောင်းနေခဲ့ပြီဂီယွန်ကလည်းကလေးလေးကိုပိုက်ကကြောင်ပိတ်မိနေခဲ့ပါပြီအိုင်မာရီမျက်နှာဖုံးဆိုးတယောက်ကတနက်ဖောက်လိုက်ပြီးတော့ကစားသမားတွေကြားထဲမှာအကျန်းဖတ်မှုဒီတက်ပို့ပြီးတော့ခွေးမပြူတော့ပါဘူးအကုန်လုံးများတတာဖြစ်အောင်ပူပေါင်းမေးဖို့မျှော်လင့်ပါတယ်လို့ပြောလိုက်ပါတယ်ပြီးတော့နောက်ထပ်မျက်နှာဖုံးဆိုးတွေကလက်ဆောင်ဘူးတွေယူလာခဲ့ပြီးတော့ နောက်ဆုံး game ကိုရောက်လာတဲ့လူကြီးမင်းတို့ဂုံပြူတဲ့အနေနဲ့လက်ဆောင်လေးတွေပြင်ဆင်ထားပါတယ်လို့ပြောလိုက်ပါတော့တယ်။တဖက်မှာတော့ driver ချွဲနဲ့သူညီ game မူတုံတို့ကတော့ရဲဖမ်းခံလို့ရဲစခန်းကိုရောက်နေကြပါပြီ။ရဲရရှိက driver ချွဲကိုစစ်ဆေးနေပြီးတော့ချွဲဦးစော့ဒီအိမ်ပိုင်ရှင်ကိုတိတာခမရအမှန်ပဲလားလို့မေးလိုက်တော့ driver ချွဲကပနကာပြောရမလဲဗျာခေါင်းဆောင်ဘက်ကရာဆွေးသားဖွဲခေါင်းဆောင်ပဲဒီမှာတက်တီတွေလည်းရှိတယ်ဒီဝိတ္တရာအဲ့ဒီဝန်တန်းတွေဝိတ္တဲ့ဝင်စားနေမျက်နှာဖုံးနေပါလို့ပြောလိုက်ပါတယ်။ရာရှိကလည်းညက်သွားပြီးတော့ ငါမူးရစီကုံတယ်လေလူမိုက်တွေကိုစစ်မေးလာကြတာ20လောက်ရှိပဲအလူမိုက်ဘွဲကဒီလိုပန်းအောင်ကြောင်တော်တော်ဝိစောဝင့်ပါလေလို့မေးလိုက်ပါတယ်ဒရိုက်တာချွဲကတော့သူပြောတာကိုမယုံလို့ဒေါသထွက်နေပြီတကယ်ပြောတာအဲ့ကောင်တွေလူတွေကိုကျိုးမော်ခေါ်သွားပြီးတော့ကလေးကိန်းတွေစော့ခိုင်းတာပြီးတော့တပစ်တာလို့ပြောလိုက်တော့အရာရှိကအဲ့ဒါခမည်းကိုယ်တိုင်မြင်ခဲ့တာလားလို့မေးလိုက်ပါတယ်အာနေဒရိုက်တာချွဲလဲနည်းနည်းကြောင်သွားပြီးတော့အာကျွန်တော်ကိုယ်တိုင်မမြင်ဘူးပဲမြင်မှုတဲ့လူတွေရှိတယ်အဲ့ကျိုးကလည်းရှာနေကြတယ်လို့ပြောလိုက်ပြီးတော့ဒါဆိုရင်ပတ်စံနေအောင်မြေကြီးနဲ့တက်ဝဲတာတဲ့ပတ်စံနေအောင်ငွေမဲနေမဟုတ်ဘူးလားလို့မေးလိုက်တာပါ ။ရာရှိကတော့ဒီနယ်မှာအထူးသဖြင့်လူကြီးတွေကဘန်မသွားကြဘူးလေ။ခရီးအိုးတွေပဲဖြစ်ဖြစ်ကျမ်းမြေအောက်မှာဖြစ်ဖြစ်ပတ်စံတွေကိုဖွက်ထားတတ်ကြတာ။ဒါတန်တရားဖြစ်စရာကိစ္စမှမဟုတ်တာပဲလို့ပြန်ပြောလိုက်ပါလေ။အဲဒီဒရိုက်တာချွဲကကောင်းဆောင်ပန်းနဲ့လူသေးရှာတဲ့လူရဲ့ပုံကိုပြလိုက်ပြီးတော့ဒီမကြီးတွေ့လား။ဒီကောင်ပုံစံအကြီးတော့လူကောင်းလေးလို့နဲ့အဲ့ကောင်အတော်ရက်စက်တဲ့ကောင်ဒီကောင်ကျွန်တော်တို့ကိုစုံစွမ်းစီကစားခိုင်းပြီးတော့ကျွန်တော်ကိုယူပြစ်တတ်ခဲ့တဲ့ကောင်ပဲလို့ပြောလိုက်တော့ရာရှိကအဲ့ဆိုအဲ့လူကဘာလို့လဲနာမည်အသက်အလောက်ကိုင်းလိမ့်စာတွေပြောပြလို့မေးလိုက်ပါတယ် ရိုက်တာချွဲလဲဘလို့ဖီယာမန်းမသိတော့ဒေါသထွက်သွားပြီအဲ့ဒါဘာလို့ကျုပ်ကိုလာမေးနေရလဲအဲ့တော့စုံစမ်းမှာအချိန်ငွေနဲ့လာတာယူနေခင်ဗျားတို့ယာရှိတွေမဟုတ်ဘူးလားလို့ပြန်ပြီးတော့ဟောက်လိုက်ပါတော့တယ်အဲ့ဒါယာရှိကအေးဟုတ်တယ်အဲ့ဒါကြောင့်လဲငါတို့ကမင်းနောက်ကြောင်းစုံစမ်းထားတယ်မင်းမှာယာဆွေးမတန်းနေတပုံကြီးပဲဟမ်ပြန်ပြီးဆွဲတာလူစားတို့အချင်းချတာချင်းချောက်တာငွေညှစ်တာအခုဖောက်ထွင်းဝင်ရောက်မှုနဲ့ဒရိဆန်ဥတွေချိုးပေါင်းဥပါတိုးလာတော့အမှုတွေအများကြီးဖြစ်ကုန်ပြီလို့ပြောလိုက်ပါတယ်ပြီးတော့ခေါင်းဆောင်ဘက်ကလွန်ခဲ့တဲ့10နှစ်တုန်းကတရားမဝင်လောင်းကစားမှုနဲ့တရားခံခဲ့ရတာလွဲလို့ အဲ့နောက်ပိုင်းမှာစီကိုင်းပိုင်းဆိုင်ရာသတိပေးစာတော့မရဘူးပဲနဲ့ကောင်းကောင်းနေခဲ့တာလို့ပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာတစ်ဖက်ကဂျုံတို့အဖွဲ့ကတော့မနက်ကျရင်ဂျုံတွေကိုဆက်ရှာဖို့အတွက်မြေပုံကိုကြည့်နေခဲ့ကြပါတယ်ဂျုံဟိုတန်းတန်းနဲ့အပြစ်ခံတဲ့ဂျုံကနေအချင်း73ကီလိုမီတာအတွင်းမှာဂိမ်းကစားတဲ့ဂျုံရှိနေနိုင်ပေမဲ့အဲ့နေရာတဝိုက်တင်ရှားမှာကဂျုံနေရာမနှဲလာပါဘူးဂျုံကစောင်းကင်ုံကိုဂျုံမောခေါ်သွားတာ၅ရက်ရှိပြီဂိမ်းပြီးဖို့ကအချင်းကတရက်ပဲကြံတော့တယ်တရက်အတွင်းမှာရှိသမျှဂျုံကိုအကုန်လိုက်ရှာဖို့လည်းမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ် အာနေဂျုံလည်းအကြံအိုက်ပြီးတော့ခေါင်းဆောင်ကြီးမြင်ရောဘလို့ရှိလဲလို့မေးလိုက်တော့ခေါင်းဆောင်ဘက်ကမြေပုံတချမ်းကိုအမားပုံစံချစ်ချပေးလိုက်ပြီးငါထင်တော့ဒီဘက်မှာမရှိဘူးအဲ့မှာရေစီးချောင်းအရန်တန်ပြီးတော့ကမ်းခြေဆောင်တက်တွေလည်းခဏခဏကင်းလှည့်တက်လို့ဒီလိုနေရာမျိုးမှာဂိမ်းကစားစရာအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်အာနေဂျုံကဒါဆိုမနဲ့မိုးလင်းတာနဲ့တခြားနေရာတွေရှာကြတာပေါ့လို့ပြောလိုက်ပါတော့တယ်ပြီးတော့သူတို့လေကတောင်ဘက်ကဂျုံတွေကိုရှာပြီးတော့နောက်လေတစည်းကမြောက်ဘက်ကိုရှာဖို့အတွက်စီစဉ်လိုက်ကြတာပါတမမမှာတော့ရဲရဲရှိတွေကခေါင်းဆောင်ဘက်စီကိုဆက်သွယ်ပြီးတော့ သူ့အိမ်ဖောက်ထွင်းခံရတဲ့အကြောင်းကိုသတင်းလှမ်းပို့ဖို့ဖုန်းဆက်ဖို့အတွက်လှုပ်ပါတော့တယ်။အာနဲ့ဒရိုက်တာချွဲကလည်းကျွန်တော်လည်းဖုန်းဆက်ဝင်ပေးပါကျွန်တော်ရှင်းနေဖုန်းဆက်ရမယ်လို့တောင်းဆိုလိုက်ပါတယ်။အာနဲ့အရာရှိကသူ့ရှိကဂျိုးဖုန်းနဲ့ဆက်လို့ပြောလိုက်တော့ဒရိုက်တာချွဲကအာကျွန်တော်ဖုန်းပဲပေးဖုန်းနံပါတ်ကျွန်တော်ဖုန်းထဲမှာလို့ပြောပြီးမယ်။အရာရှိကခမားဖုန်းကိုရာဇဝမှုဆိုင်ရာတပ်သိဖြစ်နေတိန်းထားတယ်။ပေးလို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲဒီမှာနောက်ထပ်ရဲရာရှိတယောက်ကခေါင်းဆောင်ဘက်စီဖုန်းခေါ်နေတာဖုန်းဝင်သွားပြီးတော့အိမ်ဖောင်တွေးခံရတဲ့အကြောင်းလမ်းပြီးတော့အကြောင်းကြားနေခဲ့ပါပြီ။ ပြီးတော့ဖောက်ထွေးတဲ့လူကိုလည်းနေရာမာရီဖမ်းမိခဲ့ကြောင်းပြောလိုက်တော့ခေါင်းဆောင်ဘက်ကအဲ့တခိုးကဘသူလဲလို့မေးလိုက်ပါတယ်။အရာရှိကလည်းကျွဲဥစောဆိုတဲ့လူပါလို့ပြောလိုက်ပြီးအဲ့လူကိုတီလားလို့မေးလိုက်တော့ခေါင်းဆောင်ဘက်ကတော့မသိပါဘူးလို့ပဲပြန်ပြီးတော့ဖြေလိုက်ပါတယ်။ပြီးတော့အရာရှိကဒီလိုကထူးဆန်းနေပြောနေတာဗျ။ခေါင်းဆောင်ဘက်ကရာဆွေးခိုင်းတခုကလူဆိုလူတွေကိုကျုံးမော်ခေါ်ပြီးတော့တတ်ပြည့်နေရဆိုပြီးတော့အဲ့ဒါဒီပါပြောနေတာ။ခေါင်းဆောင်ဘက်ရဲ့ channel ကပတ်စံနေလဲအဲ့လိုလုပ်ပြီးရထားလို့ပြောနေတယ်လို့အကုန်ပြောပြလိုက်ပါတော့တယ်။ဒရိုက်တာချွဲကလည်း ရဲကခေါင်းဆောင်ဘက်ကိုအကုန်ပြောပြနေရကြတော့ဒေါသထွက်လာပြီးတော့ငါဖုန်းကိုကူးပြန်ပေးငါဖုန်းထဲမှာရှေ့နေဖုန်းနံပါတ်ရှိပါတယ်ဆိုဒါလူခွင့်ချိုးပေါက်တာပဲနော်ဂျေးလဲရွာလေးကရဲစကန်းဆိုပြီးတော့ရဲအရီယာစီကန်းမလိုက်တာပဲရှောက်လုံးနေကြတာငါဒီကိစ္စစကန်းမှုတိုင်မယ်ဘာညာနဲ့တောင်းညံလိုက်တဲ့အခါကျတော့ဗာယာရှိရလဲအေးဟုတ်ပြီဟုတ်ပြီဖုန်းပေးပြီးရောမလားလို့သူ့ဘက်ကနေလျှော်ပေးလိုက်ပါတယ်ခေါင်းဆောင်ဘက်ကိုဖုန်းဆက်တဲ့ယာရှိကတော့ခေါင်းဆောင်ဘက်မွေးထားတဲ့ခွေးလေးကလည်းတေသွားပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဂျုံကခေါင်းဆောင်ဘက်ဖုန်းပြောနေအောင်မြင်သွားပြီးတော့ ဒီချိန်ဘသူနဲ့ပြောနေရလဲလို့မေးလိုက်တဲ့အခါမှာတော့မိတ်ဆွေအောင်တယောက်နဲ့ပါလို့ပဲကောင်းဆောင်ဘက်ကပြန်ဖြေလိုက်ပါတယ်ဒရိုက်တာချွဲကဖုန်းယူလာပေးတာနဲ့သူ့ဖုန်းကိုဆွဲလူပြီးတော့ထွက်ပြေးပါတော့တယ်ရဲရီကလည်းနောက်ကလိုက်သူကလည်းဟေးစီရီအကိုဝမ်ဖုန်းခေါ်ပြေးအောင်ဆိုပြီးတော့စီရီကိုခိုင်းကဖုန်းခေါ်ခိုင်းနေပါတယ်အဲ့အချိန်မှာပဲဂျုံဝန်စီကိုဒရိုက်တာချွဲစီကနေဖုန်းဝင်သွားပါတော့တယ်ကောင်းဆောင်ဘက်ကတော့ဂျုံတို့ရဲ့တင်းမော့နံပါတ်1ကသူ့လူစီကိုရေဒီယိုကနေလမ်းဆက်သွဲပြီးတော့ငါတို့ပေါ်သွားပြီအဲ့တင်းမော့ပါလူတွေအကုန်လုံးရှင်းပြလိုက်တော့လို့လှမ်းပြောလိုက်ပါတယ် ရိုက်တာချွဲကတော့ပြေးနေတဲ့ဂျုံကိုစုံတော့ဝဲကောင်းတော့ဘက်ကလူဟူလူနဲ့တဖွဲ့တယ်မင်းတို့ငါသူ့အိမ်မှာယူနီဖောင်းတွေမျက်နှာဖုံးတွေရောပတ်စံတွေပါငါအကုန်တွေးခဲ့တာကောင်းဆောင်ဘက်နဲ့စက်ကူဒိုးရိုက်နေအကောင်တို့ရိုက်ထားတဲ့ဓာတ်ပုံတော်မှာရှီသေးတယ်လူလမ်းပြီးတော့အကြောင်းကြားပေးပါလေအဲ့ဒီမှာကောင်းဆောင်ဘက်ကလည်းဂျုံတို့ကိုတတ်ဖို့အတွက်တနတ်တွေထုတ်ကပြင်ဆင်နေပါပြီရိုက်တာချွဲကိုလည်းရဲတွေကပြန်မိသွားပြီးတော့ရိုက်တာချွဲကတတိထားကောင်းဆောင်ဘက်ကငါသူ့အိမ်ကိုဖောက်တွင်းသားမှန်းနဲ့အကုန်သိသွားပြီစုံတော်ဝန်တတိထားလို့អော်ပြောနေနေရဲတွေကသူ့ကိုပြန်ပြီးတော့ဖမ်းလိုက်ပါတော့တယ် အဲ့ဒီမှာခေါင်းဆောင်ဘက်ကတော့တနက်ယူလာပြီးတော့လေပေါ်မှာပါတဲ့လူတွေအကုန်လုံးကိုလိုက်ပြီးတော့ပြစ်တတ်နေပါတော့တယ်အကုန်လုံးကလည်းခေါင်းဆောင်ဘက်သစ်စပေါလို့ထင်မှားတဲ့တော့အငိုင်းမိပြီးတော့လွယ်လွယ်ကူကူပဲအသက်ခံလိုက်ရတာပါဂျုံကလည်းခေါင်းဆောင်ဘက်သူ့လူတွေကိုပြစ်တတ်နေတာမြင်သွားခဲ့ပြီးတော့သူလာမှာမိန်တနက်တလက်ရှိနေအောင်ကိုတွေးလိုက်ပါတယ်ခေါင်းဆောင်ဘက်ကဒဏ်ရာရတဲ့လူတွေကိုလည်းပြစ်တတ်ပြစ်လိုက်ပြီးကျွန်တော်မှဒဏ်ရာရထားတဲ့နောက်ဆုံးတယောက်ကိုတနက်နဲ့ချိန်ပြီးတော့စုံနောက်ဝံဗမာလဲလို့မေးလိုက်ပါတယ်အဲလူကနောက်ကိုလှမ်းကြည့်ပြီးတော့မင်းအောင်ပါလေးလို့ခေါင်းဆောင်ဘက်ကိုပြန်ဖြေလိုက်တဲ့ခါမှာတော့ ခေါင်းဆောင်မလဲနောက်ကိုလဲကြည့်လိုက်တဲ့အခါဂျုံကမိန်းတနတ်နဲ့သူ့ဂျင်ဘက်ကိုတချက်တည်းပစ်ချလိုက်ပါတော့တယ်ဂျုံကတရံဆဲဆဲဖြစ်နေခေါင်းဆောင်ဘက်ကိုတနတ်နဲ့ထတ်ချိန်ပြီးတော့ခမရဘူးလေခမရသေုံမှန်ပါလေဘာလို့ကျုပ်ကိုကယ်ခဲ့တာလဲလို့ထပ်မေးလိုက်ပါတယ်ခေါင်းဆောင်ဘက်ကတော့ငါအမိန်ပေးတဲ့အတိုင်းပဲလုပ်ခဲ့တာမင်းကဘလို့နီးနေဖြစ်ဖြစ်ကယ်ရမယ်လို့အမိန်ရထားလို့လို့ပြောလိုက်ပါတယ်ဂျုံကခမရဂျုံမမာရှိလဲသိတယ်မလားကျုပ်ကိုနေရပြောပြစမ်းလို့မေးပေမဲ့ခေါင်းဆောင်ဘက်ကမင်းသိတော့ဘာသွားလုပ်မလို့လဲမင်းလူတွေမရှိတော့သေးကုန်ပြီ မင်းဘာမှမတတ်နိုင်တော့ဘူးလို့ပြောကာအသက်ထွက်သွားခဲ့ပါတော့တယ်။တပတ်မှာတော့ထုံးစံတိုင်းပဲနောက်ဆုံးဂိမ်းပွဲမှာကစားခင်မှာကစားသမားတွေအကုန်လုံးကိုအနောက်တိုင်းဝစ်စုံတွေပါတတ်တတ်ရဲရဲတန်တန်ရှင်းရှင်းဝစ်စင်ပေးထားပြီးတော့ညသာစားဖို့အစားအသောက်တွေလည်းအရှံပဲအစုံလင်ကိုပြင်ဆင်ပေးထားပါတယ်။ကစားသမားတွေကလည်းငတ်ထားသမျှအတိုးချပြီးတော့ကြိတ်ကြပါတော့တယ်။မင်းစုကတော့ဈေးချိန်တွေပြယ်သွားပြီးဆိုတော့ထထချရလဲဈေးကမရှိတော့ကြောင်းကြောင်တောင်တောင်နဲ့ငန်းတန်းတန်းဖြစ်နေခဲ့ပါပြီခဏနေတော့မြန်မာဖုံးစိုးကောင်တကောင်လဲနိုဘူးနဲ့ရောက်လာပြီးတော့ နိုဘူးကိုအပူချိန်တွေပါတယ်ချိန်ကြည့်လိုက်ပြီးဂျုံကြီးရဲ့သမီးလေးကိုနိုထိုင်တိုက်နေခဲ့ပါတယ်။ကီအုံးကကလေးကိုနိုတိုက်နေပြီးဆိုအဲ့တော့မှသူလဲစိတ်ဖြောင်းဖြောင်းနဲ့ညသာစပြီးတော့စားပါတော့တယ်။ဒါမှမှ VIP တယောက်ကတော့ငါတော့စိတ်ပူတယ်အခုတော့စူကြီးကတော်တော်များနေပြီဆိုတော့ကစားသမားတွေကဒီပတ်စံတော့ပဲယူပြီးတော့ဂိမ်းရဖို့ဆုံးဖြတ်လိုက်ဘလို့လုံးမလဲလို့မေးလိုက်ပါတယ်။ခေါင်းဆောင်ဖြစ်သူကတော့စိတ်ပူပါတယ်။နောက်ဆုံးကိန်းကိုတီတာပေါက်ကစားမှာပါ။သူတို့အသက်ချိန်မှောက်တီတာပေါက်တည်ရင်နောက်ကိန်းကိုစက်မစော့စရာအကြောင်းမရှိဘူးလေလို့ပြောလိုက်ပါတော့တယ်။ ိုင်နောက်တော့မြန်နဖုံးစုတွေကနောက်ကင်းကိုဆက်ဆော့မဆော့မဲခွဲဖို့အချိန်ရောက်ပါပြီလို့ကြေညာလိုက်ပြီးမဲမခွဲခင်မှာနောက်ဆုံးကစားပွဲအတွက်တဲလွန်စားကိုကြေညာပေးပါမယ်လို့လည်းပြောလိုက်ပါတယ်။နောက်ဆုံးကစားပွဲကတော့ထုတ်ပဲခမ်းမဲ့ကစားမကိုကစားသူတွေကိုယ်တိုင်ရွေးချယ်ရမှာပါလို့ပြောလိုက်တော့အကုန်လုံးကလည်းစိတ်ဝင်စားသွားကြပါလိမ့်။အားလုံးတစ်စိတ်တဝမ်းနဲ့ထုတ်ပေးရမယ်လူ၃ယောက်ကိုရွေးချယ်လိုက်မယ်ဆိုရင်ကျန်တဲ့လူတွေကကစားပွဲတွေအကုန်လုံးကိုအောင်မြင်သွားကြမှာပါလို့မြန်နဖုံးစုကထပ်ပြောလိုက်ပြီးတော့နောက်ဆုံးဂိမ်းမှာအနည်းဆုံး၃ယောက်ထုတ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်။ ိုက်ထပ်ပို့ပြီးတော့ထုတ်ပယ်ခြင်းလည်းရပါတယ်။ဒါမဲ့ဒီရွေးချယ်မှုတွေကအားလုံးရဲ့လက်ထဲမှာပါလို့ပဲပြောလိုက်တာပါ။အဲနောက်တော့မဲပေးပွဲကစတင်ပြီးပဲဖြစ်ပါတော့တယ်။ဒီတစ်ခါမှာတော့နံပါတ်456ဆုံးကီယွန်းကအရင်ဆုံးမဲပေးရပြီးတော့ကီယွန်းကတော့မဆိုင်မတော့ပဲဂိမ်းရပ်ဖို့ကိုပဲအမြောက်ခလုတ်ကိုနှိပ်ပြီးတော့မဲပေးလိုက်တာပါ။ဒါမဲ့ကြံတဲ့လူတွေကတော့နောက်ဆုံးဂိမ်းမှာထွက်ရမယ့်လူကိုကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်ဆိုတော့စိတ်ပြောင်းသွားကုန်ကြပြီးဂိမ်းဆက်ဆော့ဖို့ကိုပဲမဲပေးလိုက်ကြပါတော့တယ်။မြောင်ကီတော်မှဒီကောက်ဂိမ်းဆော့ဖို့ပဲမဲပေးလိုက်တာဖြစ်ပြီးတော့ ကလေးရဲ့မဲကိုတော့ကြားနေမဲဖြစ်ပဲတတ်မှတ်လိုက်ပါလေမင်းစုလဲကိုရောက်တော့မင်းစုကဈေးမရှိတော့တဲ့အတွက်ဈေးမကင်မိလက်မကင်မိတွေဖြစ်နေပြီးမဲပေးဖို့တောင်မေ့နေခဲ့တာပါနမက်ရာပြီးအဖိုးကြီးဟောင်းလိုက်တော့မှမင်းစုလဲတရီဝင်လာပြီးတော့မဲထားပေးလိုက်ပြီးဒီခါမှတော့မင်းစုကဂိမ်းရဖို့အမြောက်ကိုနှိပ်လိုက်တာပါဒါမဲ့ဂီဟွန်းနဲ့မင်းစုကလွဲလို့ဂျန်တဲ့လူတွေအကုန်လုံးကဆက်ဆော့ဖို့ပဲမဲပေးထားတာဖြစ်တဲ့အတွက်နောက်ဆုံးဂိမ်းကိုဆက်ပြီးတော့စော့ကြတော့မှပဲဖြစ်ပါတယ်နမက်ရာပြီးအဖိုးကြီးနဲ့သူ့လူလူအပေါင်းပါတွေကတော့ ငါတို့ဒီပတ်စံနေယူပြီးတော့အေးဆေးပြန်သွားရမယ်ဆိုပြီးတော့ပျော်မြူးလို့နေကြပါလေသူတို့ကလာချပေးသမျှဝိုင်းနေရက်တွေအကုန်လုံးကိုတောက်ပြီးတော့အောင်ပွဲခံနေခဲ့ကြတာပါဓမ္မမှာတော့ဂျုံကခေါင်းဆောင်ဘက်လက်ချက်နဲ့ခြေထောက်မှာဒဏ်ရာရသွားတယ်သူ့လူတယောက်ကိုသွေးတိတ်အောင်လှုပ်ပေးနေပြီးတော့အဲ့လူတယောက်ပဲသူ့အဖွဲ့မှာအသက်ရှင်ကျန်နေတော့တာပါဒေမောနှစ်ကိုလည်းဆက်သွဲလို့မရတော့တဲ့အတွက်အဲ့ဒေမောကသူ့လူတွေလည်းဒေကုန်ပြီးဆိုတော့ပေါက်သွားခဲ့ပါလေဒါပေမဲ့ဂျုံကဂျုံကိုရှာဖို့အတွက်လက်မလျှော့ခြင်းသေးပဲဒီကလက်လျှော့လိုက်ရင်သူ့ကိုနောက်တစ်ခါထပ်ရှာဖို့ဆိုတာမလွယ်တော့ပါဘူး ဂျုံလည်းဘာလို့ရမှန်းမသိပဲစဉ်းစားနေပြီးတော့မြေပုံပြန်ပြီးသတိရသွားပါတယ်။အိုင်မာရီခေါင်းဆောင်ဘတ်ပြောခဲ့တဲ့ဒီညမှာမရှိတော့ဘူးဆိုတဲ့စကားကိုမှတ်မိသွားပြီးတော့ဂျုံကအဲ့ဒီဘက်မှာရှိမှာပဲဆိုတော့သဘောပေါက်သွားခဲ့ပါတယ်။တပတ်မှတော့နိုဦးနဲ့ခေါင်းဆောင်ကတမ်းမှုစီစဉ်ပေးထားတဲ့မော်တော်ဘုတ်စီကိုရောက်လာခဲ့ကြပြီးဂျုံကနေထွက်လာနိုင်ပါပြီ။ခေါင်းဆောင်ကလည်းဂျုံတို့ရဲ့တင်းမောနှစ်ကလူတွေကိုရှင်းပြလိုက်နိုင်မယ်။သူညီဂျုံကိုရှိတဲ့တင်းမောတက်မှာတော့ခေါင်းဆောင်ဘတ်အသက်ခံလိုက်ပြီးဆိုတဲ့အကြောင်းကိုပဲသတင်းရသွားခဲ့တာပါ။ နှုတ်တို့ကလည်းကျုံးကားထွက်လာပြီးမကြခင်မှာတံမူးကနှုတ်တို့စကားပြောဆက်ကနေဆက်သွယ်ပြီးတော့ဒီသင်းမောသေးသေးလေးနဲ့မင်းဘလောက်ပြေးနိုင်မှာမဟုတ်လို့လေခုနောက်မကြသေးဘူးပြန်လာခဲ့လို့ပြောပြီးမယ်နှုတ်ကလက်မခံပါဘူးအဲ့မှာနေတံမူးကမင်းခေါ်ထုတ်သွားဇာမ246ဘက်ကြောင်းဆော့သူသမီးကစောဟွန်တက်ကတူစေးုံကလေးကင်စာကုသဆောင်မှာရှိတော်ငါသိတယ်လို့ချင်းချောက်လိုက်ပါတော့တယ်အားနဲ့နှုတ်လည်းဘာမှတတ်နိုင်တော့မယ်လှေကိုပြန်လှည့်လိုက်ရပါတော့တယ်ဓမ္မမတော်ဇာမတွေကစားတော့ပြီးတော့သူတို့ခန်းထဲကိုပြန်အောင်နေကြပါပြီ နမရာပြေးဘိုးတော်နဲ့ဂိမ်းဆက်ဆော့ဖို့မဲပေးခဲ့ကြတဲ့6ယောက်ကတော့စုပြီးတော့တိုင်ပင်နေခဲ့ကြပါပြီ။နမရာပြေးဘိုးတော်က3ယောက်ကိုထုတ်ရမယ်ဆိုရင်စဉ်းစားနေကြတော့မလိုဘူးကွာ။နံပါတ်456နံပါတ်222ဟိုဆောက်ကလေးနဲ့ဟိုနောက်တစ်ယောက်ကိုထုတ်လိုက်ရအောင်လို့ပြောလိုက်ပါတယ်။ဂျန်တဲ့လူတွေကလည်းအဲ3ယောက်သာထုတ်လိုက်ရင်ကျွန်တော်6ယောက်တယောက်ကို9.6ဘီလီယံစီယူပြီးတော့ဒီအနေထွက်သွားလို့ရပြီပဲလို့ပြောလိုက်ပါတယ်။အဲနောက်တော့သူတို့6ယောက်အဖွဲဖွဲပြီးတော့ဂီယွန်တို့ကိုရှင်းပြဖို့အတွက်သဘောတူလိုက်ကြတော့တာပါ။အဲကြောင့်တည်းမှာကလေးပဲဖြစ်တဲ့မြောင်ကီလည်းပါဝင်နေခဲ့ပါတယ်။ ။ဂေယုံကလည်းအဲ့လူတွေပုံစံကိုကြည့်လိုက်တာနဲ့သူတို့ကိုထုတ်ဖို့ပေါင်းကြံလိုက်ကြပြီးစွာကိုသဘောပေါက်သွားပါတော့တယ်။တမမနိုးကတော့မော်တော်ဘုတ်ကိုဂျိုးနာကိုပြန်ပေါင်းလာပြီးကန်းဆန္ဒကိုရောက်တော့ရေထဲခုံချလိုက်ပါလေ။ကောင်စော့ကဘာလို့ပြန်သွားမှလဲလို့မေးပေမဲ့နိုးကမဖြေပဲလေကိုတောင်ဘက်ကိုအရှိန်ပြည့်နဲ့မောင်းလိုက်။ဂျိုးတို့ခုခုရောက်တာနဲ့ရဲကိုအကြောင်းကြားရှင်သမီးအန်ရီယံများနေပြီလို့ပြောလိုက်ပါတော့တယ်။ကောင်စော့လည်းအံ့ဩသွားပြီးတော့ကျွန်တော်သမီးနာယုံလေးကိုတိနေရလားလို့ပြန်မေးပါတယ်။နိုးကပြန်မဖြေပဲနဲ့မျိုးတွေမပြောက်ခင်မြန်မြန်မောင်းသွားလို့ပြောပြီးတော့ထွက်သွားလိုက်ပါတော့တယ်။ ကြောင်စောလဲလေကိုပြန်ပေါင်းလာပြီးတော့ဒါမဲ့လေမားခြေရာခံဆက်တတ်ထားတဲ့အတွက်တံမှုကလေပြန်ထွက်သွားတာကိုတီးသွားခဲ့ပါတယ်။အာနဲ့သူ့လူတွေကိုနောက်ကနေလိုက်ပြီးတော့နှစ်အောင်စလုံးကိုတဖြစ်ဖို့အမိန်ပေးလိုက်ပါတော့တယ်။ဒါမှမဟုတ်အကုန်လုံးမူးယူပြီးတော့တခေါနဲ့အိပ်ပျော်နေကြတဲ့ချိန်မှာဂီယုံကတော့မအိပ်နိုင်သေးပဲခလေးကိုကြည့်ပြီးတော့တောကများနေခဲ့ပါတယ်။အဲ့ချိန်မှာပဲမျက်နှာဖုံးစိုးတယောက်ရောက်လာပြီးခေါင်းဆောင်ခမရကိုခေါ်နေရဲလို့လာပြောပြီးတော့ခေါ်သွားခဲ့ပါတယ်။ဒါမှမဟုတ်နူးကလည်းကျုံးမကိုပြန်ရောက်လာပြီးတော့လေတလက်တစ်ခုရှိတဲ့နေရာကနေတံမှုရှိတဲ့ခန်းထဲစီကိုခိုးဝင်ဖို့အတွက်လှုပ်ပါတော့တယ်။ ။ဂေယုံနဲ့ခေါင်းဆောင်ရှိတဲ့အခန်းထဲကိုရောက်လာတော့ခေါင်းဆောင်ကထိုင်အောင်ပြောရမှာရှည်တယ်လို့ပြောလိုက်ပြီးတော့မင်းကကမ်းလှမ်းစရာတစ်ခုရှိလို့ခေါ်လိုက်တာလို့ပြောပြပါတယ်။ပြီးတော့မင်းနဲ့ကလေးရဲ့အနာဂတ်နဲ့ပတ်သက်တယ်ကွာ။မင်းလည်းရိပ်မိလောက်ပြီမဲ့မနှက်ဖြန်ဂိမ်းကြရင်ဂျန်နိုင်ကစားမတွေကမင်းနဲ့ကလေးကိုပြစ်မှတ်ထားကြလိမ့်မယ်လို့ပြောလိုက်တော့ဂေယုံကအဲ့ဒါမင်းနဲ့မင်းခါစားနေရကောင်းလေလိုချင်နေရပဲမဟုတ်လား။မွေးကင်းစားကလေးကိုဂိမ်းနဲ့ထည့်လိုက်တာလေ။အဲ့ကလေးကိုတတ်ကြတော့မျက်လုံးနဲ့ကိုယ်တိုင်မြင်နေကြလို့မင်းတို့ဒုတ်နေကြတာလေလို့ပြောလိုက်ပါတယ်။ခေါင်းဆောင်က ငါအခုမင်းနဲ့ကလေးကိုကူညီဖို့လုပ်နေရပဲလို့ပြောလိုက်ပြီးတော့ဓာတ်ချောင်းကိုထုတ်ပေးလိုက်ပါတယ်။ဒီတော့ယူပြီးတော့အိတ်ဆောင်ပြန်သွားပြီးတော့မင်းနဲ့ကလေးကိုရှင်းပြချင်တဲ့အမိုက်လိုကောင်းနေအကုန်လုံးအိုက်ဓာတ်နဲ့တတ်ပြစ်လိုက်။တို့အကုန်လုံးမူးယူပြီးတော့အိတ်နေကြ။တယောက်ချင်းစီလဲပင်းကိုလှီးလိုက်ရင်ဘယ်သူမှသိမှာတော့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဂီဟွန်းကလည်းဘာလို့ငါ့ကိုအဲ့လိုအကြံတွေပေးနေရလဲလို့မေးလိုက်တော့ခေါင်းဆောင်ကသူ့မျက်နှာဖုံးကိုချုပ်ပြလိုက်ပါတော့တယ်။ဂီဟွန်းလည်းသူ့ရဲ့မိတ်ဆွေဟောင်းကြီးကစားမနံပါတ်1ကိုပြန်ပြီးတော့တွေးလိုက်ရတာကြောင့်ကြက်တီတီသွားခဲ့ပြီးခေါင်းဆောင်က ဇုံးကီယွန်။ကြောင်ပဲအတွက်ကိုတောင်းပန်ပါတယ်လို့ပြောလိုက်တော့မှကီယွန်လည်းဒေါသထွက်ပြီးတော့ဓာအကိုဆွဲယူလိုက်ပါတယ်။ကီယွန်ကဒေါသတကြီးနဲ့ဓာအကိုရွေထားတော့ကောင်းဆောင်ကငါ့ကိုတတ်ချင်လာလား။တတ်လိုက်လေ။ဒီမှာမင်းနဲ့ငါပဲရှိရ။မင်းကိုတားမဲ့လူလည်းဘယ်သူမှမရှိဘူး။ဒါပေမဲ့မင်းငါ့ကိုတတ်လိုက်လဲဘာမှပြောင်းလဲမှာမဟုတ်ဘူး။တယောက်ကငါးနှစ်အောင်အစားထိုးယူလိုက်ပြီးတော့မနေ့ကဂိမ်းကိုအစီအစဉ်တိုင်းဆက်ပြီးတော့လှုပ်ကြမှာပဲ။အဲ့ဒီဂိမ်းမှာကြံတဲ့အမိုက်ကောင်တွေကမင်းနဲ့ကလေးကိုတတ်ဖို့လှုပ်ကြမှာပဲလို့ပြောလိုက်ပါလေ။ကီယွန်လည်းခေါင်းဆောင်ပြောတာမှန်တယ်ဆိုတော့သဘောပေါက်သွားတဲ့အတွက် ဓာတ်ကိုပြန်ချလိုက်တော့ကောင်းဆောင်ကကျန်တဲ့လူတွေအကုန်လုံးတတ်လိုက်ရင်မင်းနဲ့ကလေးနဲ့နှစ်ယောက်ပဲကျန်တော့မှာနောက်ကဲကနှစ်ယောက်တည်းနဲ့ဆော့လို့မရတဲ့ဂိမ်းပဲဒါကတတ်မှတ်ထားတဲ့စီးမြင့်ရဂိမ်းကဒီမှာပဲအဆုံးသတ်သွားမင်းနဲ့ကလေးကအသက်ရှင်လဲထွက်သွားမှာငါကတိပေးတယ်လို့ပြောလိုက်ပါတယ်ပြီးတော့မနေ့မှန်ကြရင်မင်းနဲ့ကလေးကိုတတ်ဖို့ကြိုးစားမဲ့သူတွေပဲအခုမင်းကသူတို့အရင်ဆုံးတတ်ပြစ်လိုက်ဒါအကောင်းဆုံးရွေးချယ်မှုပဲလို့ပြောလိုက်ပါတော့တယ်ဂေယုံကစကားတစ်ခွန်းမှပြန်မပြောဘဲနဲ့ဒါကိုယူကလဲထွက်သွားတော့ခေါင်းဆောင်ကဆုံးကီယုံ အခုဒီလူတွေကိုယုံနေတုံးပဲလာလို့မေးလိုက်ပါတော့တယ်ဟုတ်ကဲ့ပါဒါတော့ Squid Game Season 3ရဲ့အပိုင်း4ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီ season ကြီးတစ်ခုလုံးရဲ့နောက်ဆုံး game ကိုကစားကင်လေးမှာဇုံးကီယုံကတော့အခွင့်အရေးတစ်ခုကိုရရှိသွားပါပြီတပတ်ကစားမားတွေကလည်းသူနဲ့ကလေးကိုတပ်ပြစ်ဖို့ကြံနေတဲ့ကောင်တွေအကုန်လုံးကလည်း အိပ်ပျော်နေကြတဲ့အချိန်မှာသူ့လက်ထဲမှာလည်းဓာတ်တလက်ကရလာခဲ့။အဲ့တော့သူဘာလုပ်မှာလဲ။ဂီဟွန်တယောက်ဘလို့ဆုံးဖြတ်သွားမှာလဲဆိုတာကိုတော့အပိုင်းငါးမှာဆက်လက်ပြီးတော့ရှူစားမှာဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါ။ဒီနေ့မှာစာကနေဆုံးနေ live ပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံး Squid Game ချစ်သူပရိသတ်တယောက်ချင်းစီလားကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ။ကျွန်တော် Anki မူပါ။